အားလုံးပဲမင်္ဂလာပါဒါလေးကတော့ Toyota Mirai ကားလေးကိုအော်တိုဘိုင်လဲလဲပေးနေခြင်းဖြစ်ပါတယ်အဲဒီကားတွေကအော်တိုဘိုင်ဂိတ်တံမပါတဲ့အတွက်ဂီယာဘောက်ဘေးမှာရှိတဲ့20နှစ်နှာခေါင်းကိုဖြုတ်ပြီးတော့အခုလိုမျိုးအော်တိုဘိုင်လဲပေးရတာဖြစ်ပါတယ်အကယ်၍အော်တိုဘိုင်ထဲတဲ့ပိုက်ကိုအခုလိုမျိုးအောက်ကနေမုတ်ဖဲနဲ့အဲပိုက်ကိုအပေါ်သွယ်ပြီးတော့အပေါ်ကနေထည့်မယ်ဆိုလို့ရှိရင်လည်းရပါတယ် Toyota ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ modern မင်္ဂလာတွေဖြစ်တဲ့ Toyota Crown တို့ Mazda တို့ Sexia တို့ စားတဲ့ကားတွေမှာဆိုလို့ရှိရင်အခုလိုမျိုးအော်တိုဘိုင်ထည့်ပေးရတာဖြစ်ပါတယ်အဲဒီကားတွေကနောက်ဆွဲဂီယာဘောင်းနဲ့လာတဲ့ ADSWS ဂီယာဘောင်းအမျိုးအစားဖြစ်ပါတယ် ADX ဂီယာဘောက်ဆိုပေမဲ့အော်တိုဝိုင်တိုင်းနဲ့ခိတ်တံမပါတဲ့အတွက်အော်တိုဝိုင်တိုင်းမှာဆိုလို့ရှိရင်ကိုယ်တိုင်တိုင်းဖို့တော်တော်လေးခက်ပါတယ်။အဲဒါကြောင့် workshop မှာသွားပြီးတော့တိုင်းခမ်းမှာပဲပို့ပြီးအဆင်ပြေတဲ့ဂီယာဘောက်မျိုးစားဖြစ်ပါတယ်။အခုလိုအော်တိုဝိုင်တိုင်းဖို့အနေနဲ့ခက်ခဲတဲ့အခါမှာ ကျွန်တော်တို့ autowine မကောင်းတာတို့ autowine မဲညစ်တာတို့ဒါတွေကိုကျွန်တော်တို့အလွယ်တကူမသိနိုင်တော့တဲ့အတွက်ကြာလာတဲ့အခါမှာကျွန်တော်တို့ autoz ရဲ့ဂုဏ်သတိဟာကြာဆင်းသွားပြီးတော့ autoz အပူချိန်တွေများလာတတ်ပါတယ်ကျွန်တော်တို့နောက်ဆက်တွဲအနေနဲ့ကတော့ gear ချိန်နောက်ကျတာတို့ gear ချောတာတို့ဟိုစားတာတွေဖြစ်လာနိုင်တဲ့အပြင်ဒီ gear ဘော့ကိုပါထိခိုက်ပျက်စီးနိုင်ပါတယ်အဲဒါကြောင့်ဒီကားတွေမှာအခါအားလျော်စွာ autowine ကိုစစ်ဆေးပေးတင်ပြီးတော့လွယ်တယ်ဆိုလို့ရှိရင်လည်းတခါလေးလဲလဲပေးတင်ပါတယ်ออโตไวน์เล่มั้ยဆိုလို့ရှိရင်လေออโตไวน์စကားက ကျွန်တော်တို့ဆက်ကုစင်းနဲ့လာတာများတဲ့အတွက်အော်တိုဝိုင်းလဲမယ်ဆိုလို့ရှိရင်အော်တိုဝိုင်းစကားကိုပါတစ်ခါလေးလဲပေးတင်ပါတယ်အဲဒီနေ့ဒါလေးကိုကျွန်တော်တို့ဘူဒ္ဓရာပြင်မြှောက်ပေးခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ